မင်္ဂလာပါဒီနေ့ကျွန်တော်ပြပြမယ့်ဇာတ်လမ်းကတော့အနှစ်ရှိုင်းဆုံးသောမေခေါ်တစ်ခုကိုမေခေါ်ထုတ်စီမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်လူတယောက်မှာလူချင်းစရာလို့သတ်မှတ်ထားတဲ့အရာအလုံးဥပမာငွေကြီးချမ်းသာမှုထင်ပေါ်ကျော်ကြားတဲ့မိသားစုနောက်ခံပြီးတော့ရုပ်ရည်ဓာတ်ရီအလုံးပိုင်ဆိုင်ထားပါလေးရဲ့နဲ့ဘာကြောင့်ကြောက်စရာကောင်းဆုံးလူသက်သမားတယောက်ဖြစ်သွားနိုင်ရလဲ ဒီနေ့ဇာတ်လမ်းရဲ့ခေါင်းစဉ်ကတော့ Iliad Roger သူကိုယ်သူ The Supreme Gentleman လို့တင်စားခေါ်ဝေါ်ခဲ့တဲ့လူငယ်တယောက်ရဲ့ကြေကွဲစရာတုံ့လုပ်စရာဇာတ်လမ်းအကြောင်းပဲဖြစ်ပါတယ်။သူကချမ်းသာကြဲဝမှုဆိုတဲ့ရွှေဘုံထဲမှာကြီးတင်းခဲ့ပြီမဲ့သူရဲ့စိတ်ဝိညာဉ်ကတော့အထီးကျန်မှုမကျေနပ်မှုတွေနဲ့အမုတ်တရားတွေရဲ့အမောင်ထုထဲမှာနှိမ့်မြုပ်နေခဲ့ပါတယ်။2014ခုနှစ်မေလ23ရက်နေ့မှာသူမွေးမြူထားတဲ့အမုတ်တရားတွေပောက်ကွဲထွက်လာပြီးတော့ အပြစ်မဲ့လူ6ယောက်ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တဲ့အထိဖြစ်ခဲ့ရပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့က Iliad Roger ရဲ့ဘဝကို အစကနေပြန်ကြည့်ပြီးတော့သူဘာကြောင့်ဒီလိုအစောရောက်သွားရတယ်လဲသူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကဘာပြီးလဲသူ့ပတ်ဝန်းကျင်ကရောသူ့ကိုဘယ်လိုပုံသွင်းခဲ့တယ်လဲနောက်ဆုံးမှာကျွန်တော်တို့အားလုံးအတွက်ဘယ်လိုသင်ခန်းစာတွေခြံထားခဲ့တယ်လဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ် အဲလီယက်ရော်ဂျာရဲ့ဘဝအစကအများသူကအားကြရတဲ့ပုံစံမျိုးနဲ့စတင်ခဲ့ပါတယ်1991ခုနှစ်မှာ United Kingdom လန်ဒန်မြို့မှာသူ့ကိုမွေးဖွားခဲ့တယ်သူ့ရဲ့ဖေကနော်မကြီးဟောလီဝုဒ်ရုပ်ရှင်ဒါရိုက်တာပီတာရော့ဂျာပါပီတာရော့ဂျာကကဘာကျော်တဲ့ Hunger Games ဆိုတဲ့ရုပ်ရှင်မှာလက်ထောက်ဒါရိုက်တာအဖြစ်လုပ်ကင်ခဲ့ပူတဲ့သူပါ သူ့အမေကတော့မလေးရှားတရုတ်နယ်ပွားသူနာပြုတ်တူဖြစ်တဲ့ Only Chen မှာ ပြောရရင်တော့သူကအမှုပညာနဲ့ချမ်းသာကြွယ်ဝမှုကြားမှာကြီးပြင်းလာခဲ့တာပါသူအသက်9နှစ်အရွယ်မှာတော့သူ့မိသားစုကအမေရိကန်ပြည်ထောင်စု Los Angeles မြို့ကိုပြောင်းရွှေ့အခြေချခဲ့ကြတယ်အမေရိကန်မှာနေပြီးတော့အိမ်မက်ကိုအကောင့်ထဲပုံမှာပေါ့ဒါပေမဲ့ဒီအိမ်မက်ကအီလီယာအတွက်တော့သိပ်ပစာခင်မှာပဲအကွဲစားပြုလာခဲ့ပါတယ်အမေရိကန်ကိုရောက်ပြီးမှခင်မှာပဲသူ့မိဘတွေကကွာရှင်းပြတ်ဆဲခဲ့ကြတယ်ဒီကွာရှင်းမှုကကလေးတယောက်ရဲ့စိတ်ထဲမှာအမာရော့ကြီးတစ်ခုအဖြစ်ကျင်ရက်ခဲ့မှာတော့အသေးချာပါပဲ သူ့ဖေက ဆော်မိုင်းယားဆိုတဲ့အမျိုးသမီးတဦးနဲ့နောက်အိမ်တောင်ပြုခဲ့တယ်။ဒါပေမဲ့အဲလီယက်ဟာသူ့မိထွေးနဲ့ဘယ်တော့မှအဆင်မပြေခဲ့ပါဘူး။သူ့မြင်မှာတော့မိထွေးဟာသူ့အဖေနဲ့သူ့ကြားကဆက်ဆံရေးကိုဝယ်နောက်ရှက်တဲ့သူတစ်ယောက်လိုဖြစ်နေခဲ့တယ်။ဒီမိသားစုပြဿနာတွေကသူ့ရဲ့အထီးကျန်စိတ်ကို ပိုပြီးနှက်ရှိုင်းစေခဲ့ပါတယ်။ဒါအပြင်အီလီယက်မှာမွေးရပါကျန်းမာရေးပြဿနာတခုရှိနေခဲ့တယ်။ဆရာဝါတွေကသူ့ကို height fashion and autism ယောဂရှိတယ်လို့ပြောခဲ့ကြတယ်။ ဆိုလိုတာကတော့သူကညာရီပိုင်းမှာတာမန်ဒါမှမဟုတ်တာမန်ထက်မြင့်မားပေမဲ့လူမှုဆက်ဆံရေးမှာတော့အပြင်းအထန်ခက်ခဲရှိနေခဲ့တာပါသူကတခြားသူတွေရဲ့ခံစားချက်တွေကိုနားမလည်ဘူးတငယ်ချင်းဖွဲ့ဖို့ခက်ခဲတယ်လူတွေနဲ့စကားပြောဆိုဆက်ဆံရမှာကိုစိုးရိမ်စိတ်များလို့နေတတ်တယ်ဒီအခြေအနေနဲ့ကြောင်းတွားတက်ရတဲ့အခါမှာသူ့အတွက်ငြေရဲလို့ပါပဲကျောင်းမှာသူဟာအနိုင်ကျင့်မှုတွေရဲ့ပြင်းမှတ်ဖြစ်ခဲ့တယ် တခါကဆိုရင်အတန်းဖော်တွေကသူ့ခေါင်းကိုစကွဲခုံမှာတိတ်နဲ့ပတ်ပြီးတော့ခြိထားခဲ့တဲ့အထိပြပြင်းထန်တဲ့အနိုင်ကျင့်ခံခဲ့ရပါတယ်။ဒီလိုဖြစ်ပျက်တွေကသူ့ကိုလူဖက်စီပေါ်မှာမယုံကြည်စိတ်၊ကြောက်ရွံ့စိတ်နဲ့အမုတ်တရားတွေကိုစတင်မျိုးစေ့ချပေးလိုက်သလိုပါပဲ။သူဟာတငယ်ချင်းမရှိကျောပေါ်ဆိုဖက်မရှိပဲတယောက်တည်းအထီးကျန်စွာနဲ့ကြီးပြင်းခဲ့ရပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့အဲလီယန်ရဲ့စိတ်ထဲမှာမာယွင်းတဲ့အတွေးခေါ်တွေခိုင်မာအမြင့်တွေလာခဲ့ပါတယ်။သူကသူ့ကိုသူအထူးအခွင့်ရရတဲ့သူတို့ယုံကြည်ခဲ့တယ်။ ငါကချမ်းသာတယ်ရုပ်ရည်လည်းမဆိုးဘူးဒါကြောင့်မို့လို့မင်းကလေးတိုင်းကငါ့ကိုသဘောကျရမယ်ငါ့ကိုအာရုံစိုက်ရမယ်ဆိုတဲ့အတွေ့အမျိုး तू ကအမျိုးသမီးတွေကိုဆွဲဆောင်နိုင်ဖို့အတွက်အကောင်စားဒီဇိုင်နာအဝတ်အစားတွေကိုဝတ်ဆင်တယ်ဒေါ်လာတောင်းချီတန်တဲ့ BMW ကားအကောင်စားကိုမောင်းတယ်သူ့စပင်ကိုလည်းအမြဲတည်တည်တတ်တတ်ဖြစ်အောင်ပြင်ဆင်တယ်ဒါပေမဲ့ဒါတွေအားလုံးကအပေါ်ရရုပ်ဝတ်ထုတွေပဲဖြစ်နေခဲ့တယ်လူတယောက်ရဲ့တကယ်ဆွဲဆောင်မှုဖြစ်တဲ့ကိုကိုကူယုံကြည်မှုစာနာတတ်မှုဟာတညာရှိမှုစတဲ့အည်သွေးတွေကတော့သူ့မှာလုံးဝမရှိခဲ့ပါဘူး ူစူးစားလေလေလက်တွေ့ဘဝကသူ့ကိုပို့ပြီးတော့ညှင်းပယ်လေလေပါပဲအမျိုးသမီးတွေကသူ့ကိုလုံးဝစိတ်မဝင်စားကြဘူးကြော်ရွှင်နေတဲ့စုံတွဲတွေကိုမြင်တိုင်းသူ့စိတ်ထဲမှာမနာလိုမှုနဲ့ဒေါသတွေကမီးတောက်လိုမျိုး တောက်လောင်လာခဲ့တယ် Starbucks Coffee ဆိုင်ရဲ့ကပ်ပကင်မှာရက်ပြီးတော့ coffee တောက်ရဲ့တခြားစုံတွဲတွေချစ်ချည်နူးနေတာကိုမြင်တဲ့အခါမှာသူ့ဒေါသကိုမထိန်းနိုင်ဘဲနဲ့သူတို့ကားပေါ်ကို coffee နဲ့ပက်ခဲ့တဲ့ဖြစ်ရက်တွေထိရှိခဲ့ပါတယ် ဒါကသူ့ရဲ့စိတ်ထဲမှာအမုန်းတရားတွေဘယ်လောက်အထိပြင်းထန်နေပြီလဲဆိုတာကိုပြသနေတဲ့လက္ခဏာတစ်ခုပါပဲ။အသက်20နှစ်ရောက်တဲ့အထိလူပြိုတယောက်ဖြစ်နေရခဲ့ခြင်းကသူ့ရဲ့မကြေမနှံ့မှုတွေကိုအထောက်အထိပ်ရောက်စေခဲ့တယ်။ဒီအချိန်မှာပဲသူကသူ့ရဲ့မကြေနှံ့မှုတွေကိုဖွင့်ထုတ်ဖို့အတွက် YouTube Channel တစ်ခုကိုစတင်ခဲ့တယ်။သူကသူ Death Supreme Gentleman လို့အမည်တပ်ပြီးတော့သူကဘလောက်မြင့်မြတ်တဲ့လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း အမျိုးသမီးတွေကသူ့လိုလူကို မရွေးချယ်ပဲတခြားရန်ဆိုင်တဲ့ယောက်ျားတွေကိုရွေးချယ်တာဟာဘလောက်တောင်မတရားကြောင်ဗီဒီယိုတွေရိုက်ပြီးတော့တင်ခဲ့ပါတယ်။သူ့ဗီဒီယိုတွေထဲမှာသူကကျွန်တော်ကအမော်မြတ်ဆုံးလူကြီးလူကောင်းတစ်ယောက်ပါ။ကျွန်တော်ကအပြီးပြည့်စုံတယ်။ဒါပေမဲ့ main ကလေးတွေကကျွန်တော်ကိုအခွင့်အရေးမပေးဘူး။သူတို့အားလုံးကိုကျွန်တော်လက်စားချေမယ်ဆိုတဲ့စကလုံးတွေနဲ့လူအဖက်စီတစ်ခုလုံးကိုချိန်ချောက်ခဲ့ပါတယ်။ဒီနေရာမှာအဖြစ်ဖြစ်ကအမောင်မိုက်ဆုံးအချမ်းကိုကူးပြောင်းသွားခဲ့ပါတယ်။ သူရဲ့စိတ်ကူးတွေကလက်စားချေမှုကိုတကယ်လက်တွေ့ဖြစ်လာအောင်တော်အားပေးခဲ့တဲ့အဖြစ်အပျက်တွေဆက်တိုက်ဆိုသလိုဖြစ်ပွားလာခဲ့ပါတယ်။ဒီနေ့မှာသူကွန်ပျူတာအသက်တော်ဝယ်ရင်းနဲ့တင်နက်ပြပွဲတစ်ခုကိုမတော်တဆတွေ့ရှိခဲ့တယ်။အဲ့ဒီကနေစပြီးသူကတင်နက်ပြလေ့ကျင့်တော့တာပဲ။သူရဲ့လက်စားချေမဲ့နေ Day of Retribution အတွက်လက်နက်တွေစုဆောင်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ်။ သူကတေနဲ့တုံးလင်းနဲ့ကြည်ဆန်ပေါက်ထောက်ချီကိုတရေဝေဝယ်ယူခဲ့ပါတယ်။တစ်ခါမှလည်းသူကသူ့ရဲ့ဘဝဆက်ချောင်းသူ့ရဲ့မကျေနပ်မှုတွေနဲ့လူဖက်စီကိုဘယ်လိုလက်စားချေမလဲဆိုရဲအစီအစဉ်တွေကိုအသေးစိတ်ရေးသားထားတဲ့စာမျက်နှာ138မျက်နှာပါပြညာစာတန်းကြီးတစ်ခုကိုရေးသားခဲ့ပါတယ်။သူ့စာတန်းကို Mind Twist Wall လို့အမည်ပေးခဲ့တယ်။ဒီစာတန်းထဲမှာသူကလူသားတွေအားလုံးဟာရုပ်မာပြီးဖောက်ပြန်တဲ့တိရစ္ဆာန်တွေပဲသူတို့အားလုံးကိုငါအပြစ်ပေးရမယ်ဆိုပြီးရေးသားခဲ့ပါတယ်။ သူ့ကိုအဆုံးစော်ထိတော်ပို့လိုက်တဲ့နောက်ဆုံးအဖြစ်အပျက်ကတော့ပါတီဝဲတစ်ခုမှာပါပါတီတစ်ခုကိုတွားခဲ့ပေမဲ့ဘယ်သူကမှသူ့ကိုအဖယ်မလုခဲ့ပါဘူးသူကအမျိုးသမီးတစုကိုချီးကပ်ဖို့စူးစမ်းပေမဲ့အငြင်းခံခဲ့ရတယ်အဲ့ဒီနောက်မှာပါတီကလူငယ်တစုနဲ့ရပ်ဖြစ်ပြီးတော့သူ့ကိုဝိုင်းဝါရိုက်နေခဲ့ကြပါတယ်ဒီရိုက်နေမှုကြောင့်သူခြေထောက်ကျိုးသွားခဲ့တယ်ဒီဖြစ်ရက်ကအဲလီယက်အတွက်အကြီးမားဆုံးသောအရှေ့ရမှုနဲ့အဆုံးစော်သောညစ်ပယ်ခံရမှုပါသူရဲ့မာနတွေအလိုချေမွသွားခဲ့ပြီးတော့သူရဲ့လက်စားချေလိုစိတ်ကလည်းအမြင့်ဆုံးအဆင့်ကိုရောက်သွားခဲ့ပါတယ် ဒီအချိန်မှာအရေးကြီးတဲ့အချက်တစ်ချက်ရှိပါသေးတယ်။သူ့ရဲ့ YouTube ကချိန်ချောင်းမှုဆန်တဲ့ဗီဒီယိုတွေကြောင့်စိုးရိမ်တဲ့လူတချို့ကရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့ပါတယ်။ရဲအရာရှိတွေကအဲလီယာရဲ့တိုက်ခန်းကိုကျမ်းမာရေးစစ်ဆေးမှုအဖြစ်ရောက်လာခဲ့ကြပါတယ်။ဒါပေမဲ့ရဲတွေကအဲလီယာရဲ့ယဉ်ကျေးပြောင်မြောင်းတဲ့စကားပြောပုံနဲ့အေးဆေးတည်ငြိမ်တဲ့အသွင်ပြေကိုကြည့်ပြီးသူကအန်ဒီရမရှိလောက်တဲ့သူတို့ကောက်ချက်ချပြီးတော့အပေါ်ယံမေးမြန်းပြီးတော့ပြန်သွားခဲ့တယ်။တကယ်လို့ဒါအဲ့ဒီနေ့ကရဲတွေဟာသူ့အခန်းကိုဝယ်ရောက်ရှာဖွေခဲ့မယ်ဆိုရင်အသက်ပြင်ထားတဲ့တေနဲ့တုံးနဲ့ ကြည်စံထောင်ပေါင်းများစွာနဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့ကြေညာစာတမ်းကြီးကိုတွေ့ရှိသားမှာဖြစ်ပြီးတော့ဒီကြေကွဲဖွဲ့ရာဖြစ်ဆိုးကြီးကိုတားဆီးနိုင်ခဲ့မှာပါ၂၀14ခုနှစ်မေလ23ရက်နေ့ဟာအယ်လီယတ်ရော်ဂျာကသူ့ရဲ့ Day of Retribution ကိုအကောင့်ထဲပေါ်ခဲ့တဲ့နေ့ပါပဲတိုက်ခတ်မှုမစတင်ခင်မှာသူကသူ့ရဲ့ My Trace War ကြေညာစာတမ်းကို သူ့မိဘတွေကုထုံးဆရာဝန်နဲ့တခြားအသိမိတ်ဆွေတချို့စီကိုအီးမေးလ်နဲ့ပို့ခဲ့တယ်ပြီးတော့ Elliot Roger Retribution ဆိုတဲ့နောက်ဆုံး YouTube ဗီဒီယိုကို တင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာသူက ကားထဲမှာထိုင်ရင်မင်းတို့အားလုံးကိုငါပြစ်ပေးမယ်ငါဟာဖရဲသခင်ပဲမင်းတို့အားလုံးကိုဖြစ်စည်းပေးမယ်လို့ကြွေးကြော်ခဲ့ပါတယ်သူရဲ့ပထမဆုံးပြစ်မှတ်ကသူ့တိုက်ခန်းထဲမှာပဲရှိနေခဲ့ပါတယ်သူ့အခန်းပေါ်နေရောက်နေအခန်းပေါ်နေရောက်ရဲ့တငယ်ချင်းတယောက်စုစုပေါင်း၃ယောက်ကိုဓာတ်နဲ့အကြိမ်ပေါင်း၁၄၂ချက်ထက်မနည်းရရဲ့ဆက်ဆက်ထိုးတန်းခဲ့ပါတယ်သူတို့ရဲ့အပြစ်ကတော့သူ့လိုအထီးကျန်နေတဲ့ချိန်မှာသူတို့မှပျော်ရွှင်စရာလူမှုဘဝရှိနေလို့ပါပဲအဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့ BMW ကားအနည်းရောင်ကိုမောင်းပြီး Esla Vista မြို့ရဲ့လမ်းပေါ်တွေကိုထွက်လာခဲ့ပါတယ် သူရဲ့ဒုတိယပြမျက်ကအယ်ဖာဖီလို့ခေါ်တဲ့အမျိုးသမီးចောင်းသူများနေထိုင်ရာအဆောက်တစ်ခုပါ။သူဟာအဆောက်တကားကိုအချိန်ကြီးခောက်ခဲ့ပေမဲ့ဘယ်သူမှဖွင့်မပေးခဲ့ပါဘူး။ဒေါသထွက်သားတဲ့အလီယန်ဟာအဆောက်ပြင်ဖက်မှာလမ်းလျှောက်နေတဲ့အမျိုးသမီးចောင်းသူတွေကိုသေနပ်နဲ့ပြက်ခဲ့ပါတယ်။အဲ့ဒီပြက်ခတ်မှုကြောင့်အမျိုးသမီးတူဒီနေရာမှာပဲသေဆုံးခဲ့ပြီးတော့နောက်တစ်ယောက်ကအပြေးထန်ထန်ရရခဲ့ပါတယ်။အဲ့ဒီနေ့ကသူဟာကားကိုဆက်မောင်းပြီးတော့လမ်းမှာတွေ့တဲ့လူတွေကိုဖြစ်ခန့်ကားနဲ့တိုက်ပြီးတော့အကြမ်းဖက်ခဲ့ပါတယ်။ကိုယ်စုံဆိုင်တစ်ခုရဲ့အရှိမရက်နေတဲ့လူငယ်လေးတစ်ယောက်ကိုလည်းအကြောင်းမဲ့ပြစ်တတ်ခဲ့ပါတယ်။ ရဲတွေရောက်လာပြီးတော့သူ့ကားကိုလိုက်နက်တားဆီးတဲ့အခါမှာတော့ရဲတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့ကားကိုရဲတွေကပိတ်ဆို့ဝိုင်းရထားနိုင်ခဲ့ပါတယ်။အဖမ်းမခံနိုင်တော့တဲ့အဆုံးမှာတော့အဲလီယက်ရော်ဂျာဟာသူ့ခေါင်းကိုတင်နှက်နဲ့ပြစ်ပြီးကားထဲမှာပဲသူ့ဘဝကိုအဆုံးစီရင်သွားခဲ့ပါတယ်။နာယီပိုင်းအတွဲမှာပဲအဲလီယက်ရော်ဂျာဟာသူ့အပအဝယ်နောက်ထပ်လူ6ယောက်ကိုတတ်ဖြတ်ပြီးတော့နောက်ထပ်14ယောက်ကိုဒဏ်ရာရစေခဲ့ပါတယ်။